နန်းနေမြို့84လမ်း25လမ်းနဲ့26လမ်းကြားရှိနန်းလင်ဘေးတင့်ပြည်သူ8000နီးပါးကို နေ့စဉ်ထမင်းသုံးနှံ့ထူရန်နေတဲ့ Surety Billy ဟာမနေ့ကမေလာတရနေ့ကစတင်ပြီးထမင်းဝင်ငါမှုရနာတော့မှာဖြစ်တယ်လို့သိရပါဗျ။ Surety Billy တွင်းရှိနေထိုင်သူတွေပါဝင်ပြည်ပရှိငနေဒုက္ခသည်စခန်းကပြည်သူတွေကို ထမင်းဟင်းဝင်ငါမှုအစီအစဉ်ရနာတော့မှာဖြစ်တယ်လို့အဲ့ဒီ Billy ကကြေညာပါဗျ။ ဆူရတီဘလီဟာအနုငွေလက်ခံကျဲမရှိဘဲလူမျိုးမှားတာမရွေးနလင်ဖေးတင်ပြည်သူ8000နဲ့8000နီးပါးကိုမနက်စာနေ့လယ်စာနဲ့ညနေစာထိနလင်နှုတ်ခတ်ပြီးနောက်တလားကျော်ကြာတဲ့အထိလှူဒန်းခဲ့ပါတယ်ဆူရတီဘလီကမနက်6နာရီစားရတဲ့မနက်စာရောနေ့လယ်စာနဲ့ညစာရောတနေ့3နာရီလှူတယ်နလင်ဘေးတဲ့ပြည်သူတွေကိုအဓိကထားပေမဲ့မရှိတဲ့သူတွေလည်းနာတန်းစီပြီးယူကြတယ် လူဖဏထောင်နဲ့ရှစ်ထောင်ကလောက်ရှိတော့ချန်ပြုတ်ရသူတွေနေမကောင်းလို့ဆေးရုံမှာတောင်ဆေးကုရတယ်လို့ကြားတယ်လို့မန္တလေးမြို့85နံမှာနေထိုင်သူမွတ်စလင်အမျိုးသားတူက AR Times ကိုပြောပါရယ်။အင်အားပြင်းထန်တဲ့ငလင်းလှုပ်ခတ်မှုကြောင့်နှစ်ပေါင်းရာချီရှိတဲ့အစ္စလမ်ဘာသာရေးဆောင်ပလီပြိုကြားမှုတွေများပြပြီးအဲ့ဒီပလီတွင်ဝစ်ပြုတ်သူတွေနဲ့ပလီနီးနေထိုင်သူတွေများစွာတဲ့ကနလင်းဘေးတဲ့သူနဲ့တေဆုံးရသူတွေ ရှိနေတယ်လို့သိရှိရပါရယ်။ လက်ရှိမှာငလင်းပေးတင်ပြည်သူတွေကိုမွတ်စလင်ဘာသာရေးတိုင်းဝိုင်းပါဝင်လူမှုတိုင်းဝိုင်းအားလုံးရဲ့လူရမ်းမှုပို့မှုများပြပြီးအနာသိန်းစစ်ကောင်စီရဲ့ထောက်ပံ့ပေးမှုမရှိတော့ဘူးလို့ငလင်းပေးတင်ပြည်သူတွေထံကသိရပါဗျ။မက်ရှလာ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်ငလင်းကြောင်းအစ္စလမ်ဘာသာဝင်693ဦးတေဆုံးကဖလီ136လုံးပျက်စီးခဲ့ကြောင်းပြီးခဲ့တဲ့ဧပြီ23ရက်နေ့တုန်းစစ်ကောင်စီအဘော်သတင်းစာရီကဖော်ပြထားပါဗျ။